သိန်းတောင်းချီတန်ကိုပိုင်ကျောင်းဆောင်ကြီးပိုင်ဆိုင်ကစာတင်သားကိုရင်လေးတွေကိုထောက်ပံ့နေပြီဖြစ်တဲ့ကိုရင်လေးရှင်ဥတ္တမအတာရာရန်ကုန်စင်လီမျိုးပြိသက်များအလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင်ကိုရင်လေးရှင်ဥတ္တမအတာရာကတော့မူကြိုကလေးအရွယ်နဲ့တရားဟောကောင်းလို့နာကြောင့်ဆိုရှယ်မီဒီယာမှာနာမည်ကြီးအောင်မြင်လာခဲ့တာပါ ကိုရင်လေးရှင်ဥတ္တမသာရကအရွယ်နဲ့မလိုက်အောင်တရားဟောကောင်းတာမို့အမှုပညာရှင်အတိုင်းဝိုင်းကစကြီးညိုလီစားကြပါရင်အစပိုင်းမှာတော့ကိုရင်လေးကအရွယ်နဲ့တရားဟောတာမသင့်တုံးဆိုပြီးကန့်ကွက်သူတချို့ရှိပြီးမြေကိုရင်လေးကိုယုံကြည်ကိုးကွယ်တဲ့သူတွေကများလာတာမို့နာမည်ကျော်ကြားလာခဲ့တာပါကိုရင်လေးရှင်ဥတ္တမသာရကကိုရင်ဝင်းရင်ကနေရာသက်ပံဝတ်ဖြစ်သွားတာပါပုံမှန်အတိုင်းစာသင်သားတယောက်နေနဲ့စာသင်ကျောင်းနိုင်မှနေထိုင်တာပါဒါပေမဲ့တခြားကိုရင်လေးတွေနဲ့မတူမဲထူးခြားတာကြောင့်ပြိပကိုလည်းအမြဲလိုလိုတရားဟောပေးနေရတာပါပြိပနိုင်ငံ ံကအလူတိုင်းကာမရီဝါကိုးကွယ်နေကြသလိုပြည်ရင်းမှလည်းကိုးကွယ်သူများလာတာမို့ကိုရင်လေးကကိုပိုင်းចောင်းဆောက်ဖို့လုပ်ခဲ့ပါတယ်။ចောင်းဆောင်တဲ့တကူဆောက်တော့မင်းလို့တည်င်းလွှင့်လိုက်တာနဲ့လာလူကြတဲ့အလူရှင်တွေကလည်းအများပြားကိုရှိတာပါ။ကိုရင်လေးမှမိဘအရင်းတွေရှိပြီးမြဲကိုရင်လေးရဲ့ဘဝမှာလူအပ်တာတွေလှူဒန်းဖို့မွေးစားမိဘတွေကလည်းရှိနေပါတယ်။ပုံမူးမိသားစုကနေမွေးစားမိဘတွေနေနဲ့ခံယူထားကြတာဖြစ်ပါတယ်။မွေးစားမိဘတွေကလည်းចောင်းဆောက်ဖို့အတွက်မတီလှူဒန်းကြတာပါ။ကိုရင်လေးကလည်းတရားဟောလို့ရသမျှအလူငွေအလုံးကိုចောင်းဆောက်တဲ့တဲ့ထဲပါတယ်။ ယ်။ဒါကြောင့်မလို့လပိုင်းတွင်းမှာပဲကြီးကျယ်တဲ့ကျောင်းဆောင်ကြီးကိုစောင့်လုပ်ပြီးစီးသွားခဲ့ပါတယ်။ဒါကြောင့်မလို့မလ29ရက်နေ့မှာကိုရင်လေးရှင်ဥတ္တမသာရကျောင်းဆောင်တည်ကြီးကိုရေးဆက်ချအလှူမင်္ဂလာကျင်းပခဲ့ပါတယ်။ အခုလိုကြောင်းဆောင်ကြီးအများဆုံးပြီးစီးသွားဖို့အတွက်ထိုင်းနိုင်ငံရောက်မြန်မာတွေကအများဆုံးလှူဒန်းကြတာပါ။ကိုရင်လေးရဲ့ကြောင်းဆောင်မှာတခြားစာသင်သားကိုရင်လေးတွေကလည်းတရင်သုံးနေကြတာပါ။ဆရာတော်တွေလည်းတရင်သုံးနေကြတာဖြစ်ပါတယ်။စံတိတ်ကိုသုံးရက်လောက်သာခံကလိုအပ်တဲ့စားစရိတ်တွေကိုလည်းကိုရင်လေးရဲ့အလူငွေတွေနဲ့သာလှူဒန်းသုံးဆွဲတာဖြစ်ပါတယ်။ကိုရင်လေးကလာလူကြတဲ့အလူရှင်တွေရဲ့အလူငွေတွေကိုကုသိုလ်ရအောင်တခြားနေရာတွေမှာလည်းပြန်လူပေးပါတယ်။တွာလာရခတ်တဲ့လမ်းတွေဆိုရင်လည်းကိုရင်လေးကပြုပြင်ပေးတယ်လို့တရားရီနဲ့ရှည်တွင်လေးလည်းလှူဒန်းပေးနေတာဖြစ်ပါတယ်။ လက်ရှိကိုရင်လေးရဲ့အနီးမှာ ရှောက်ကော်ဆီယာလီကအနီးကပ်နေတာဖြစ်ပြီးလမ်းပြဆုံးမနေတာပါဆီယာလီကကိုရင်ကျောင်းဆောက်ဖို့အတွက်ကိုတိုင်းစီစဉ်ထားတာပါကိုရင်လေးကလက်ရှိမှာအသက်15နှစ်အရွယ်သာရှိသေးတာဖြစ်တဲ့လို့ခန္ဓာကိုယ်ကလည်းမခွင့်ပြုသေးတာမို့ဘေးနားမှာ UCB လှောက်ဆောင်ပေးမဲ့သူလိုအပ်ပါတယ်ဒါကြောင့်မလို့ရှောက်ကော်ဆီယာလီကကိုရင်လေးရဲ့တရားပွဲတွေကအစားစီစဉ်ပေးတာပါကိုရင်လေးကငယ်သေးတာမို့ကလေးတဘာဝအစော့မတ်တာမျိုးတွေရှိပါတယ်ကျောင်းရေဆက်ချပွဲမှာတခြင်းလာဆိုပြီးတဲ့ဖြူဖြူတွင်းနေဆိုရင် ရေဘူးပြင်းနေထိုင်ဆော့နေကြတာပါဒါပေမဲ့ကိုရင်လေးကဆော့တာ ားမျိုးတွေတိတ်မလုပ်တော့ပဲတက္ကဒဏ်ကမတွေကိုတရားဟောပြပြီးဖို့အတွက်အစာပေတွေကိုပို့ပြီးတော့စ조사တင်ယူသွားမှာလို့မိန့်ထားပါတယ်။ကိုရင်လေးရှင်ဥတ္တမသားရကိုရင်လေးဘဝနဲ့ကိုပိုင်ကျောင်းဆောင်ကြီးပိုင်ဆိုင်လာရကကိုကိုွယ်သူအများပြားရှိနေပြီဖြစ်ပြီးတနည်းထက်တနည်းပို့မှုကြောကြားလာခဲ့ပါပြီ။ပရိသတ်ကြီးတို့အနေနဲ့ရောကိုရင်လေးရှင်ဥတ္တမသားရရဲ့တရားတော်တွေကိုနိုင်ယူစလားဆိုတာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြီးစုပြီးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။